မချက်ပြုတ်တတ်ပဲခမင်းစားချိန်ဟင်းရွေးတက်တတ်သူအပေါင်းဒီတဲ့င်းကိုကြည့်ထားကြပါရှင်။ ဒီအဖြစ်ပြက်ကမနီက15ရက်နေ့3လပိုင်း2025ထိုင်းနိုင်ငံရယောမှာဖြစ်သွားခဲ့တယ်။ရောက်ကြဖြစ်သူနာမည်ကလုံဆက်စစ်အသက်50မိမဖြစ်သူနာမည်ကပဘူနနုတ်အသက်48နဲ့ဖြစ်စဉ်ကတော့မနီကမိမဖြစ်သူပဘူနနုတ်ရဲ့မွေးနေ့ဖြစ်တယ်။ဒါကြောင့်ပဘူနနုတ်ကစေးထက်ကိုသွားပြီးစက်သားတွေတော့ဝယ်လာတယ်။ต้มยำไก่แจ็คฉิงอันแซฮีကိုချက်ပြီး ตุงเงเชียอปาเตนดกูแลเพคขอปีลาซาคยแดเย่าจ้าพี่ตู่ลุงศักดิ์สิทธิ์แลตุงเงเชียอปาเตนกูเพคขอปีเปียวปาเต้าสาจาแดอเย็นซงมาสาเขียนเย็นเต้าแต่เช่นเต้าปีมูรอลุงศักดิ์สิทธิ์กาทำเมนซาเมเปียวแดป้าบุญรนุและทำเมนแน่เจะเชิงงานใส่หินเยกูคูไปไล่แดดาไปแม่ลุงศักดิ์สิทธิ์กาจะเชิงงานใส่หินเยกูมาสาชิมู เจ็ดสี่ทำเมนเบสซาเชนเอเปียวรอ ပါဘူးနနုကချက်ပေးထားတာကချက်ချင်ငန်ဆက်ဟင်းရေစားချင်နေတာကချက်စီခမင်းငါဘယ်ကနေတော့ယူလာပေးရမှာလဲလို့ပြောတော့လုံစားစီကစိတ်ဆိုပြီးလင်မယားနဲ့ရောက်ရန်ဖြစ်သွားတဲ့မွေနေ့ပွဲကနေရန်ဖြစ်ပွဲဖြစ်သွားတာတဲ့ရှင် အဲ့ဒီနောက်လုံဆက်စစ်ကတန်ချောင်းကိုတွားယူလာပြီးပါဘွန်ရနုတ်ကိုလာရိုက်ဖို့လုပ်တယ်ဒါပေမဲ့ပါဘွန်ရနုတ်ကအရင်မြင်တော့ပါဘွန်ရနုတ်လည်းချက်ခုတ်တဲ့ဓမ္မကိုတွားယူလာပြီးလုံဆက်စစ်ပါဘွန်ရနုတ်ကိုမရိုက်ချင်ပါဘွန်ရနုတ်ကအရင်ရိုက်ထည့်ပေးလိုက်တယ်ဒါနဲ့ခေါင်းကိုထည့်ပေးလိုက်တာရှင်လုံဆက်စီကအက်ဒီနီယာမတင်လဲကြသွားတယ်ခေါင်းတက်တက်ဆိုတော့တင်ရအများကြီးရသွားတယ်ရှင် မွေနေ့ပွဲကသူရဲ့ရှင်အပေါင်းတင်းတွေလည်းရဲနဲ့ကဲဆေးကိုဖုံးဆက်အကြောင်းကြားပြလိုက်တယ်။ရဲနဲ့ကဲဆေးတွေလည်းရောက်လာပြီးလုံဆက်စီကိုစီုံကိုခေါ်သွားလိုက်တယ်။ပါဘုန်ဒနုကရဲကိုအကြောင်းဆုံးပြောပြလိုက်တယ်။ကြည့်တော့ပါဘုန်ဒနုကပြောတည်တယ်။ဒါကမတောက်ထားလို့မမူးလို့နော်။တောက်ထားလို့ကတော့ဒီထက်မကားတော့ဘူး။ချက်ကမချက်တတ်ကြီးကမြ။ချက်ပေးတာတမျိုးစားရှင်တဲ့တမျိုးတွေကြည့်ခါကြတဲ့ရှင်။ ချက်ပေးတာကကြက်ကြော်စားချင်တာကကြက်ဟင်းရည်ဆိုရင်တော့ဒီတတင်းကိုကြည့်ထားကြပါကဲကပမုန်ကိုမဖန်သွားဘူးရှင်ဒါကမိသားစုဝင်ကိစ္စလင်မယားကိစ္စဒါပေမဲ့လုံဆက်စီကတက်တာလာလို့လုံဆက်စီကပပုန်နုကိုတရားသွားဆွဲရင်တော့ရဲလေတရားဥပဒေအတိုင်းပပုန်နုကိုဆောင်ရွက်သွားမယ်လို့ပြောရရှင်စားချင်အောင်ကြက်စီထမင်းဒီတတလုံဆက်စစ်ကကျက်စီထမင်းကိုစားရဲပါအောင်မလားမသိဘူးနော်ရှင်လုံဆက်စစ်လိုလူမျိုးမနေတော့ဘူးထင်တာပဲ ကိုမိတာစုဝင်ထက်ကလူဒီလိုမျိုးရှိလားမသိဘူးရှင်။ချက်ပြတဲ့တမျိုးစားရှင်တကတခြားတခါတခါဟင်းချက်ရတာလွယ်တာမဟုတ်တော့ရှင်။အဲ့တော့ကြီးမမြန်နဲ့။တော့မဟုတ်ရင်လုံးစားစစ်လိုမျိုးဖြစ်သွားမယ်။အဲ့လိုပြောလို့ရလား။